မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘုံမူအဆင့်အပါဝင်39ဦးသေဆုံးပြီး55ဦးထိခိုက်ခဲ့သည့်တလအတွင်းတိုက်ပွဲထုတ်ပြန်ချက် KNU ဗဟိုထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဧပြီလတလအတွင်းတမဟာ9နေမြေမှာစစ်ကောင်စီဘက်မှဘုံမူအဆင့်အပါဝင်39ဦးသေဆုံးပြီး55ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုမှ2025ခုနှစ်မေလ9ရက်နေ့ယနေ့မှထုတ်ပြန်ခဲ့ပါတယ် KNU ကရင်အမျိုးသားအစည်းအရုံးကော်တူလေးအုပ်ချုပ်မှုနယ်မြေမူဒရောခရိုင်အတွင် KNL တက်မဟာငါးနဲ့စစ်ကောင်စီတပ်တို့ဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း136ကြိမ်ဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲများအတွင်းပုံမှုအစဉ်အပါအဝင်39ဦးသေဆုံးပြီး55ဦးထိခိုက်ခဲ့သည့်အပြင်အဆအဦးကိုလုံးပြက်စီးခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ဒါပြင်ဧပြီလအတွင်းစစ်ကောင်စီရဲ့အရက်သားပြည်သူများနေထိုင်ရာကျေးရွာများသို့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူ2ဦးသေဆုံးပြီး9 ဦးတိကြိုက်တရားရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒရုန်းစွမ်းရည်ကိုအစင်းမြင့်တင်လာတဲ့စစ်တပ်နဲ့ပုံမစည်းလုံးတည်နေပြီးဖြစ်တဲ့ဒေါ်လန်ရည်ဒီကောင်တွေရဲ့ဒရုန်းတွေကတော်တော်လေးကိုကောင်းလာတာဗျာ ကုတ်ကြည့်တဲ့ drone ဆိုရင်ကျွန်တော်တို့ခေါင်းပေါ်မှာ24နာရီအပြည့်ရှိတယ်လောက်တာနဲ့အပေါ်ကတန်ပစ်ချတာဒီစကားဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ drone ပုံဒီကြောင့်သူနဲ့ဘန်ကာတစ်ခုထဲမှာအတူနေတဲ့တငယ်ချင်းကြာဆုံးခဲ့ရပြီးသူကိုယ်တိုင်လည်းအဆမန်ကစေယုံတက်နေရတယ်ကရင်နီမှာအတိရဲပေါ်တယောက်ပြန်ပြောပြတဲ့စစ်ကောင်စီ drone နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်အန်ကြီးလေးရဲ့ပြောကြားချက်အရဆိုရင်တခါတလေဘန်ကာထဲမှာလုံခြုံအောင်နေနေပြီးမဲ့လေစစ်ကောင်စီရဲ့ drone တွေဟာဘယ်ကလာလို့လာမှန်းမသိပဲဝင်ဝင်လာတက်ပြီးရဲပေါ်တွေလည်းထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ ့သိရှိရပါတယ်။အလားတူပင်အညာမြေကတော်လန်ရေးတပ်ဖွဲ့တွေကချင်ဗမော်ကတော်လန်ရေးတပ်ဖွဲ့တွေတောင်မှကတခြားသောစစ်မြေပြင်ကတော်လန်ရေးတပ်ဖွဲ့တွေနဲ့စကားပြောပြတဲ့အခါတိုင်းစစ်တပ်ရဲ့ drone တွေဟာအရင်ကထက်ပိုကောင်းလာတယ်ဆိုတဲ့အချက်ကိုထည့်ပြောလာကြပြီးတပ်ဖွဲ့တွေရဲ့ drone ကြောင့်ပေးဆက်ရမှုတွေရှိနေတယ်ဆိုတာကိုလည်းမကြာခဏပြောလာကြတာကိုသတိထားမိပါတယ်။ ပြန်ကြားရသလောက်သတင်းတွေအရဆိုရင်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီလက်ရှိသုံးနေတဲ့ drone ဟာဟိုရခင် drone တွေထက်ပိုမိုကောင်းမွန်ကနိုင်ပါရှင်လို့ညာကြည့်မြင်ကွင်းတွေပါတဲ့အပြင်အမြင့်ပေထောင်ပေါင်းများစွာကနေလည်းပြန်တန်းနိုင်တယ်လို့သိရပါတယ်။ဒီလိုတော်လန်ရေးတပ်ဖွဲ့တွေရဲ့ပြောပြချက်နဲ့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကိုကြည့်ခြင်းအပြင်စစ်တပ်ဟာယခုနောက်ပိုင်း drone တွေကိုတွင်တွင်ကျကျအသုံးပြုလာတဲ့အပြင် drone စွမ်းရည်ကိုလည်းတပြေးပြေးနဲ့မြှင့်တင်လာနေတယ်ဆိုတာကိုသတိပြုဖို့လိုအပ်လာပါတယ်။အဲ့ဒီအချက်ကိုကျွန်တော်တို့ဟာမင်းအောင်လှိုင်ရဲ့တရုတ်ရုရှားခရီးစဉ်တွေမှာလည်းမြင်တွေ့ ့ရပြီးအလင်းသိရင်တင်တယ်လို့ drone နဲ့ပတ်သက်တဲ့လက်နက်တွေနှီးပညာတွေကိုတွားကြည့်ပြီးဝယ်ယူဖို့ညှိနှိုင်းတာမျိုးတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်စစ်တပ်အနေဖြင့်၎င်းတို့အရှက်တကွဲရှုံနေကြရတဲ့2029စစ်စင်ရေးနောက်ပိုင်းကစပြီးယခုလို drone နဲ့ပတ်သက်ပြီးအစိမ့်မြင့်တင်ဖို့စူးစမ်းလာတာပဲဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့2020ခုနှစ်စစ်စင်ရေးအတွင်းစစ်တပ်ရဲ့ဒါကစ6ခုအနက်အမဆုံးပါဆိုတဲ့လောက်ကင်ဒါကစတစ်ခုလုံးလက်နက်ချအညံ့ခံခဲ့တာတွေတိုင်းစစ်ဌာနချုပ်14ခုထဲမှာမှအမဲတိုက်ပွဲဝင်နေရပြီးစွမ်းဆောင်ရည်မြင့်ပါတယ်ဆိုတဲ့ခမရတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကြာဆုံးခဲ့ရတာတွေ ਨੇ စစ်တရဲတမ၁၀ခုအနက်အကြမ်းဆုံးဆိုတဲ့တမ၉၉တမမှုကိုတိုင်းတိုက်ပွဲအတွင်းသိဆုံးခဲ့ရတာတွေဟာတော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်စွမ်းရည်တစ်ခုတည်းကြောင့်သာမကဒရုန်းကိုပါဖော်ဖော်တည်တည်အသုံးပြုခဲ့တဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။လေရင်နဲ့လက်နက်ကြီးတွေစိတ်ကြိုက်အသုံးပြုနိုင်ပေမဲ့လည်းတကယ်တကယ်စစ်မြေပြင်မှာတော့ဒရုန်းတပ်ဖွဲ့ဟာလေတပ်ထက်ပုံမှုအသုံးဝင်နေဆိုတာကိုသင်ခန်းစာကောင်းကောင်းကြီးရသွားတယ်။နေပြည်တော်ကစစ်ဗိုလ်ချုပ်တွေအတွက်တော့ဒီဘက်နှစ်ထဲ၎င်းတို့ကိုပုံပြပန်းပြရှုံးနေစေခဲ့တဲ့ဒရုန်းတပ်ဖွဲ့မျိုးပိုင်ဆိုင်နိုင်ဖို့ဆိုတာအိမ်မက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့လည်း 2024ခုနှစ်လောက်ကစပြီးရုရှားနဲ့တရုတ်ကနီးပညာတွေပညာရှင်တွေကိုငှားရမ်းကရန်ကုန်နေပြီးတော့လို့စစ်ကောင်းဆောင်နေထိုင်ရာမြို့ကြီးတွေမှာသားမကအခြားသောတိုင်းစစ်ဌာနချုပ်တွေမှာပါဒရုန်းသင်တန်းတွေဖွင့်ပြီးရွေးချယ်ထားတဲ့အရာရှိအခြားအဆင့်စစ်တီတွေကိုစင်ဆက်မပြတ်သင်တန်းပေးတာတွေပြုလုပ်ခဲ့ပါတယ်။ဒါပြင်တစ်ဖက်မှာလည်းစစ်ကောင်းဆောင်ကိုယ်တိုင်၎င်းရဲ့မိဖက်နိုင်ငံများသို့အလင်းသိရင်သင်တယ်လို့တွားရောက်ပြီးဒရုန်းနဲ့ပတ်သက်တဲ့နီးပညာတွေလက်နက်တွေဝယ်ယူကာပြန်လည်အသုံးချဖို့ကြိုးစားခဲ့တာတွေကိုလည်းတွေ့ရပါတယ်။ဒီလိုစစ်တပ်ရဲ့ပြင်ဆင်မှုတွေအတိုင်းအတာတစ်ခုထိရောက်လာတဲ့အချိန်မှာတော့ စစ်ကောင်စီအနေဖြင့်တိုက်ပွဲတွေအတွင်း drone စွမ်းရည်ကိုပို့မှုအသုံးပြုကရှုံးနှမှုတွေကြားထဲမှာဂျပန်ခေါင်းဖော်နိုင်ဖို့ကြိုးစားလာနေပြီပဲဖြစ်ပါတယ်။ ဒီနေရာမှာတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့စစ်တပ်ရဲ့ဗျူဟာပြောင်းကြိုးစားလာမှုတွေပြင်ဆင်လာမှုတွေကိုမဖြစ်မနေတတိထားစောင့်ကြည့်ဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ခံကျင်သည့်ဖြစ်စီလက်မခံကျင်သည့်ဖြစ်စီစစ်တပ်ဟာလက်ရှိနိုင်ငံတော်အာဏာသုံးရက်ကိုအတင်းအဓမ္မသိမ်းပိုက်ထားပြီးနိုင်ငံဘန္နာကိုလည်းစိတ်တိုင်းကျအသုံးပြုလို့ရနေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ဘဲသူတေတေငတေမာရင်ပြီးရောဆိုတဲ့အတွေ့အခေါ်မျိုးနဲ့နိုင်ငံအနှံအကြမ်းဖက်ပုံကျဲနေတဲ့စစ်တပ်အနေဖြင့်၎င်းတို့အနိုင်ရဖို့ဆိုတိုင်းပြည်ကိုရောင်းစားပြီးလိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖြစ်နေဖို့ဝင်မလေးဘူး ူးဆိုတာသိကြပါတယ်။ဒါကြောင့်တော်လရေးတပ်ဖွဲ့တွေအနေနဲ့လည်းတိုင်းပြည်ဗန္နာကိုစိတ်တိုက်သုံးပြီးနိုင်ငံနဲ့ပြည်သူအပေါ်ဒုက္ခပေးနေတဲ့စစ်အာဏာရှင်ပြတ်သုံးရေးအတွက်ချင်းစင်တင်တာပြင်ဆင်ပြောင်းလဲတင်တာပြောင်းလဲရမယ်အပြင်တော်လရေးတပ်ဖွဲ့တွေတစ်ခုနဲ့တစ်ခုကြားအငင်းပွားမှုတွေမတူကွဲပြားမှုတွေကိုသွေးမကွဲပဲဟိုရခင်ကတပ်ပုံမစည်းလုံးညီညွတ်စွာအာဏာရှင်ကိုတစုတစည်းတဲ့တော်လန်တင်တဲ့အချင်းရောက်ပြီလို့ယူဆမိပါတယ်။ ဆက်လက်ပြီးပြည်သူများ၏ထောက်ခံမှုကြောင့် PDF များကစစ်ကောင်စီတပ်ကိုအကောင်းဆုံးဖိအားပေးတိုက်ခိုက်နိုင်ခြင်းဖြစ်တယ်ဟု NUG ဝန်ကြီးချုပ်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်စစ်တပ်ကိုပြစ်တဲ့ကြီးတပောက်တိုင်းဟာတရားတော်စစ်ဖြစ်တယ် ပြည်တွင်းပြည်ပရှိပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကအင်အားကြီးမားပါသည့်သို့သောစစ်တပ်ကို PRP တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးမန်းဝင်းခိုင်တန်းကထုတ်ပေါ်ပြောကြားပါရင်မေလ9ရက်တွင်ကြာရောက်သည့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်နှစ်ပတ်လည်မင်းကွန်းပြောကြားရာတွင်စစ်အာဏာရှင်စနစ်ခြုံငင်းရေးခုခံတော်လှန်စစ်ကဏ္ဍတွင်ပြည်သူများ၏ပူးပေါင်းပါဝင်မှုအရေးကြီးပုံကိုအထက်ပါအတိုင်းထုတ်ပေါ်ချီတူပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အရေးကြီးဆုံးဟာငါတို့ကိုအမြဲထောက်ပံ့ကူညီနေတဲ့ပြည်သူပြည်သားတွေပဲဖြစ်တယ်။ပြည်တွင်းပြည်ပကမြန်မာပြည်ဝတိုင်းရင်းသားသွေးချင်းမိသားစုများရဲ့ပံ့ပိုးကူညီမှုအင်ပြည့်အားပြည့်ထောက်ခံပါဝင်မှုတွေကြောင့်လည်းငါတို့ဒီနေ့ဒီချိန်မှာအင်အားကြီးမားပါတယ်ဆိုတဲ့အကြံဖက်စစ်တပ်ကိုအကောင်းဆုံးဖိအားပေးတိုက်ပွဲဝင်နေနိုင်တာလည်းဖြစ်တယ်ဟုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။ထို့ကြောင့် PDF အောင်ပွဲများသည်ပြည်သူအောင်ပွဲများတော်လည်ရေးအောင်ပွဲများဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်မတော်သည်တတိုင်းပြည်လုံးအတိုင်းအတာနှင့်ခြုံငုံပြီးစစ်ရေးနယ်မြေများဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့ စနစ်ကျသည့်ဖွဲ့စည်းအုပ်ချုပ်ပုံများမြင်ပြည်သူ့တက်မတော်တရက်ဖြစ်အောင်စနစ်ကြသည့်ဖွဲ့စည်းအုပ်ချုပ်ပုံများဖြင့်ပြည်သူ့တက်မတော်တရက်ဖြစ်အောင်စူးစမ်းအကောင့်ထဲဖော်နေသည်ကိုလည်းတွေ့နေရကြောင်းဝန်ကြီးချုပ်ကဆက်ပြောပါရယ် နှစ်ပေါင်းများစွာတိုင်းပြည်ဗနာငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်း PDF ရဲဘော်များဤရဲစွမ်းတပ်တီနှင့်ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်မှာမြည်သည့်အတိုင်းအတာအထိအောင်ပွဲရနေပြီလဲဆိုသည်မှာမျက်မြင်ကိုတွေ့ပင်ဖြစ်သည်ဟုဝန်ကြီးချုပ်ကထည့်သွင်းပြောကြားပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတက်သွေးတဲ့တသားတဲ့ရက်ဒီတိုက်ပွဲဝင်ပြီးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမေ့ပြစ်ထားလို့မရဘူး။ဒါကြောင့်၄နှစ်ပြည့်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုတယ်ဟုဝန်ကြီးချုပ်ကပြောပါတယ်။ ်။ယခုဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခဲ့ဒီမှာ၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့၄နှစ်ဆိုတဲ့အချိန်ဒီမြန်ဒီဟုဆိုနိုင်တော့လဲယခုကာလများအတွင်းရဲဘော်များဤကိုစွမ်းညံစွမ်းဆွန့်လွတ်ပေးဆန်းအနစ်နာခံမှုများနဲ့ရောင်ရင်တင့်တိမ်နိုင်မှုများသည့်တိုင်းပြည်အတွက်အဖို့မပြတ်နိုင်သည့်တမိုင်းမှတ်တမ်းများပင်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။ လက်နက်ကင်ပြီးတော်လန်ရင်ငါတို့သွေးချွေးတွေရှင်းရမယ်အသက်တွေပေးဆက်ရမယ်ဘဝဟာခက်ခဲကြမ်းတမ်းမယ်ချစ်ခင်ရတဲ့အရာတွေအားလုံးနဲ့ခွဲခွာရမယ်အဲ့ဒါတွေငါတို့အကောင်းကောင်းသိပါတယ်ဒါပေမဲ့စစ်အာဏာရှင်မိစ္ဆာကိုအမြင့်ဖြတ်ဖို့တီလန်းကိုယုံကြည်ချက်အပြည့်နဲ့ရွေးခဲ့တယ်နိုင်ငံရဲ့ကံကြမ္မာပြည်သူရဲ့ကံကြမ္မာကိုကယ်တင်ဖို့တခုရီးသောလမ်းလက်နက်ကင်ပြီးတော်လန်ခဲ့ရတယ်အာဏာရှင်ကိုတော်လန်သည့်မြည်သည့်လောက်ရမဆိုအမှန်တရားအတွက်ဖြစ်တယ်အကြမ်းဖက်စစ်တပ်ကိုပြစ်တဲ့ကြီးတပေါက်တိုင်းဟာတရားသောစစ်ဖြစ်တယ်ဟုကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နိုင်ငံရွက်ကလည်း PDF ၄နှစ်ပြည့်အတွက်အမှတ်ချက်ပြုသည်တော်လည်းလေးနှစ်တာကာလအတွင်းပြည်သူလူမျိုးကြီးအတွက်အသက်ပေးသွားသည့်အာဇာနည်ရဲဘော်အလုံးကိုအလေးပြုပါကြောင်းပြည်သူအောင်ပွဲအတွက်ဆက်လက်တော်လှန်နေသောအာဇာနည်ရဲဘော်အလုံးကိုလည်းအလေးပြုပါကြောင်းကာကွယ်ရေးတူဝင်ကြီးကပြောပါတယ်တိုင်းပြည်နယ်ပြည်သူအတွက် Federal Democracy ပန်းတိုင်ရောက်သည့်အထိကြံရှိတဲ့တော်လှန်ရေးတာဝန်ကိုဆက်လက်တာဝန်ထမ်းဆောင်သွားကြမယ်ဟုလည်းနိုင်ကောင်းရွက်ကဆက်ပြောပါတယ် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်